အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကခွန်အောင်စောတင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ခွန်စိုးရဲမောင်ပါကျွန်တော်တို့ရဲ့ပြည်လဲက87ရက်ခိုင်နှုန်းကဘာကိုလွမ်းခြုံထားပါတယ်ပြည်လဲဟာ87ရက်ခိုင်နှုန်းကဘာကိုလွမ်းခြုံထားပေမဲ့အဲ့ဒီပြည်လဲကို6ရက်ခိုင်နှုန်းလောက်ပဲချက်ဖွေမတ်တာဖူးတည်းရဲ့ဗျနန်းချင်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကဘာပြင်ကဂျုံဘေးနဲ့တွေဂျုံမတ်တွေကိုတော့ရှပေမတ်သားမှုပိုချစ်တည်းရဲ့လေးဗျဟုတ်ပါတယ်ကျွန်တော်တို့ပင်လယ်အကြောင်းနည်းနည်းလေးပဲသိသေးပါတယ်ခင်ဗျာ ဒါပေမဲ့ပင်လယ်ဟာအဲ့လောက်ကြီးမားတာဆိုတော့600ခိုင်နှုန်းနဲ့ထူချာအံ့ဩစရာကောင်းလောက်တဲ့အရာအများကြီးရှိပါတယ်ခင်ဗျာအဲကြောင့်မလို့ကျွန်တော်တို့ဒေသလေးလာထားတဲ့အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်း၈မျိုးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနပတ်တဲ့ကြီးဆုံးအတက်ရှိတဲ့အဆောက်အုံဟုတ်ပါတယ်ခင်ဗျာတကယ်ကျွန်တော်အကြမ်းမားတာမဟုတ်ပါဘူးကဘာပေါ်မှာအကြီးဆုံးအတက်ရှိတဲ့အဆောက်အုံလို့အမည်ရထားတာကတော့ The Great Barrier Reef လို့ခေါ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံမှာတန်တာကြောက်တန်းလို့ခေါ်တယ်ဗျအမီကကြောက်တန်းလို့ခေါ်ပေမဲ့သူတို့တွေကကြောက်မဟုတ်ပါဘူးခင်ဗျအဲ့ဒါမာကျွေးနဲ့အသွေးထင်ပေါ်အခြေခံထားတဲ့အမြင်မှာတန်တာကြောက်တွေဟာတကယ်ဆိုရင်တတ်တော်အမျိုးကိုလေးလို့ခေါ်တယ်ဗျသူတို့တွေကထုံးကြောက်ပေါ်ကထုံးတတ်တွေကိုယူပြီးနူးညံ့တဲ့ခန္ဓာကိုယ်ကို ကာကွယ်တဲ့သဘောနဲ့အမျိုးစုတွေကိုတိစောက်ထားပါနဲ့လူတွေဟာအတိတ်တရားမရှိတဲ့အတွက်အတပ်ပုံရိုက်ဖို့ဒီကောင်တွေကိုဖဲ့ချိုးတတ်တည်ကြတယ်ဗျတကယ်ချင်းတို့ပြင်လေကန်းချင်းတိုင်းလဲတတိထားကြဖို့ဗျသူကဩစတေးလျနိုင်ငံက Queensland မြို့ရဲ့ကန်းချင်းမှာပါဗျ The Great Barrier Reef ဟာဘယ်လောက်ကြီးလဲဆိုရင်ကမ္ဘာအပြင်ဖက်ကတောင်လမ်းမြရတယ်ဗျသူဟာအောင်းဩစဖြင့်2300ကီလိုမီတာတောင်ခြေပြီးတန်း20လောက်အသက်ချပြီးတဲ့ဗျနံပါတ်1 ကဘာပေါ်ကရေတတဝါတွေကဘာချီမာတဲ့ပင်လယ်ထဲမှာရေတတဝါတွေနှစ်သိန်းထဲမှာ3000ရှင်းတန်နေထိုင်နေပါတယ်ခင်ဗျာအဲ့ဒါကခြာဖွေးနိုင်ပြီးသားဖြစ်တဲ့ရှောက်ရခိုင်နှုံးလဲရနော်ပင်လယ်တတဝါအခုထက်ထိနေ့တိုင်းခြာဖွေးတွေ့ရှိနေတော့ဆိုတော့အဲ့ဒီနံပါတ်မနဲ့ပြန်ဆိုရင်မာသွားရင်မာသွားနိုင်ပါတယ်ငါးသိန်းကနေနှစ်တန်အထိရေတတဝါတွေရှိနိုင်သေးတယ်တဲ့ဗျာ ဒီရေတ ত্ত্ব တွေဟာပင်လယ်ရဲ့အနက်အချိုင်းမီတာနေရာမှာပဲများသောအားဖြင့်ရှင်သန်နေထိုင်နေကြပါတယ်။အာယုအံ့ဩစရာကောင်းလောက်တဲ့အရာကတော့ကဘာပေါ်ရဲ့အတက်မှန်သမျှထဲမှာ64ရာခိုင်နှုန်းရေတ ত্ত্ব တွေတဲ့ဗျ။နပတ်တုံးပင်လယ်အလေကုန်းပေါင်းကဘာကြီးဆုံးတောင်ကတော့ most average အလုံးမမီပါနဲ့နော်။ဒီတစ်ခေါက်ကတော့အတက်ပြန့်ဆုံးတောင်ကိုရှယ်ပေးမှဖြစ်ပါတယ်။တောင်တွေဟာကဘာမှာ ဘယ်နေရာပဲဖြစ်ဖြစ်အချိပါတယ်တောင်းတဲ့အရန်ကိုအကျိုးကြီးမှလာပါတယ်အပင်တွေမျိုးစုံဟာများတော့အဖြစ်တောင်းပေါ်မှာပဲရှိနေကြပြီးကျွန်တော်တို့လူဦးရေတဝက်နုံလောက်ကတောင်းရေကိုအားသမီးခုနေရပါတယ်ဗျကဘာပေါ်မှာအကျယ်ပြန့်ဆုံးတောင်းဟာ Mesh Ocean Red လို့ခေါ်ပါတယ်ဗျာဒီတောင်းဖွဲ့စည်းဟာမွေလိုမျိုးတကဘာလုံးကိုရစ်ပတ်နေပါတယ်သူကဘယ်လောက်ရှိလဲဆိုရင်အင်မတန်ကြောက်စရာကောင်းလောက်အောင်6000 5000ကီလိုမီတာတောင်ရှိရဗျာ အဲ့ဒါမိုင်ပေါင်း၄390เนาะဒါပေမဲ့သူကကြီးနေတော့တနစ်မှာ3.5ကနေနာလဲမအထိအစုံးမချီတလို့ပါပဲအများကြီးမဟုတ်ပြိမဲ့အန်တော့အန်ဩဆရာပါပဲဒါပေမဲ့တနာဆရာပဲဗျအဲ့ဒီတောင်ဟာနေကိုတောင်တခါမှမတွေ့ရချင်ဘူးဗျသူရဲ့မြင့်ဆုံးနေရာက2500မီတာဒီများတောင်ပြင်လဲမှာလေး ကျွန်တော်တို့ပင်လယ်ကိုချောင်းရခိုင်နှုန်းပဲစူးစမ်းချပွဲခဲ့ရတယ်လို့ damage ocean rate ကိုလည်းတုံ့ပြန်တတ်မှတ်တရခိုင်နှုန်းလောက်ပဲအမရစွာဖြင့်ချပွဲလေးလာရပါတည်းဗျာနံပါတ်၄ပင်လယ်အောက်ရေတခွန်ပင်လယ်မှာရေတခွန်တွေမြစ်တွေရှိတယ်လို့ကျွန်တော်ကပြောရင်ပြိတ္တတို့ယုံရမှာနည်းနည်းခက်လိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လေးလာထားတဲ့အရာကိုတင်ဆက်ပြရင်တော့ယုံသွားမှာလို့ယုံကြည်ပါတယ်ခင်ဗျာရေတခွန်တွေကအရန်ကိုလာပါပါတယ် သူတို့တွေထက်လပါတာတော့ပင်လယ်အောက်ရဲ့ရေတခုနေပါခင်ဗျာကဘာပေါ်မှာအလားဆုံးနေရလို့အမိရထားတဲ့ပင်လယ်အောက်ရေတခုဟာအာဖရိကနီနာ Public of Maritima ရှိပါတယ်ခင်ဗျာ သူရဲ့အနက်အရှိုင်းကတော့အံ့ဩစရာတကယ်ဆိုရင်သူကတော့ရေတခုမဟုတ်ပါဘူးခင်ဗျာ sorry ပါခင်ဗျာအလူးရှင်ပါဒါပေမဲ့အရန်ကိုသူကမလားအဲ့ဒီနေရာရဲ့တဲတွေနှုံးမြေတွေရောလိုက်ပြီးရေရဲ့အယောင်ကိုတင်လိုက်ကြားလိုက်ဖြစ်သွားစေတယ်လေ အဲကြောင့်မလို့အရန်လာပါတဲ့ပကြီလိုမျိုးဖြစ်သွားတာပေါ့ပင်လယ်အောက်မြစ်တွေကြတော့ရောတကယ်ဖြစ်နိုင်ရဲ့လားအောက်ဩဇာကတော့ဖြစ်နိုင်လေကြသူ့နာမည်က Knut Angelita လို့ခေါ်ပါတယ်ကြီးမားတဲ့တဘာဝရေကျွန်းထဲမှာပင်လယ်ရေတွေအောက်မှာဝင်လာပြီးအပေါ်မှာကြတော့မိုးရေရေချိုးတွေနဲ့ပြင်းထန်နေပါတယ်အဲ့ဒီအောက်ကပင်လယ်ရေငန်တွေဟာ Hydrogen Sulfide နဲ့ရောသွားပါတယ် Hydrogen Sulfide ဟာပင်လယ်ရေတွေကိုထူထပ်စေပြီးရေနှမျိုးခွဲခြားတိတ်တန့်ဖြစ်သွားပါတယ် တစ်ကိုင်းတွေတည့်ရွက်တွေလည်းအောက်မှာရှိတော့တကယ်ကိုပူတူသွားတာပေါ့နော်။သူငယ်ချင်းတို့အဲ့ဒီနေရာမှာတွားလေရှင်နေဆိုရင်သူကမက္ကဆီကိုမှာရှိပါတယ်။နပငါဘမွန်ဒရာထရန်ကယ်ငရဲ့ပြည်တွေဂျိုတန် UFO တွေအခြားကဘာကိုတွားမဲ့တကားပေါင်းတွေတကယ်ချစ်တယ်လို့ယုံကြည်ကြလားခင်ဗျ။လူကအမြင်ပုံမရှိဘူးတဲ့ဗျာ။သူရဲ့ဈေးကိုကြော်လိုက်ရင်တိမမဟုတ်ဘူးတဲ့။တိတဲ့ချိန်ဆိုရင်နှောက်ချပိတာဖြစ်ပါပြီ။တောက်စီရကြည့်ပါခင်ဗျ။ တကယ်ချင်းမရှိကြတော့အခုတည်းကဘယ်သူမှပြောလို့မရသေးဘူးဗျ။ဒါပေမဲ့1964ကတည်းကအမြင်ရထားပေမဲ့1600ကတည်းကပမုဒ္ဒထရန်ကဒါမှမဟုတ်နတ်ဖိုထရီကန်ကတော့တကယ်ရှိတာပါခင်ဗျာ။ပမုဒ္ဒထရန်ကဟာ United States American ရဲ့ Fort Eaton Coast နောက်ပြီးတော့ Miami Florida and San Juan Puerto Rico ပုံချင်းအလယ်မှာချစ်ရလို့ထင်ကြပါလေ။ နောက်ပြီးတော့မိုင်ပေါင်း9ဒင်း square လောက်တောင်ရှိတယ်ဗျ။နေပေါင်းတရာကျော်ရဲ့အတွင်းမှာအရန်ထူဆန်းပြီးအဖြစ်လုံးဝချက်ဖွဲ့လို့မရနိုင်တဲ့အမှုတွေများလွန်းပါတယ်ဗျ။ကျွန်တော်ဒီလေးလာသားသမီးလောက်ကတော့တင်းမောနဲ့လင်းပြန်တွေအစည်းတရာကြော်ကြော်ပျောက်ပြတ်ချက်ဖွေလို့မရဖြစ်ပြီးလူအယောင်တစ်ထောင်ကျော်ဒီများတောင်တည်ဆုံးခဲ့တဲ့တဲ့ဗျအဲ့ဒီတင်းမောတွေလင်းပြန်တွေလူတွေကိုပဲလိုပဲချက်ချလုံးဝကိုမတွေ့ကြပဲအဖေဘလို့မှချလို့မရဘူးဗျအဖေမရှိတဲ့မှုပေါ့နော်တီယိုလီကတော့အများကြီးရှိပါတယ်ဗျမက်တင် gas hydrate ပျော်လေကပင်လယ်အောက်မှာမြေပျော်ရှင်းဖြစ်ပြီးမက်တင်ဟိုက်ဒရိတ်တွေလွတ်ထွက်စေတယ်တဲ့အဲ့ဒီမက်တင်ဟိုက်ဒရိတ်တွေဟာရေတွေနဲ့ညှိုးလိုက်တော့အခါတင်ဘောတွေကြောက်တောလိုမျိုးနင်းမြုပ်စေပြီးလင်းပြန်တွေရဲ့အင်ဂျင်တွေကိုပောက်ကွဲစေတယ်တဲ့ဗျအဲ့ဒါကပျော်လေတစ်မျိုးပေါ့နော်ဒါပေမဲ့ဘသူမှအဖြစ်ကိုသိကြမသိသေးပါဘူးပျော်လေတွေကတော့အများများလုံးမှတယ်ခင်ဗျာပရိသတ်ငယ်ချင်းတို့ရောဘမွန်ဒရာထရန်ကယ်တော့ပျော်လေကိုစေဝင်ဆိုင်ကွန်မန့်လိုက်ကြပါခင်ဗျာ နံပါတ်၆ကဘာပင်လယ်ဟာဘယ်နေရာမှမရှိဘူးကျွန်တော်တို့ရဲ့ပင်လယ်ဟာကဘာမှာရှိတဲ့အသက်အားလုံးရဲ့အရေးကြီးဆုံးကုန်ရည်မှုတစ်ခုပဲဗျကျွန်တော်တို့အားလုံးမရှိမဖြစ်အသုံးပြုနေတဲ့အောက်ဆီဂျင်ဟာတဝက်နှုန်းလောက်ကပင်လယ်ကလာတာပါခင်ဗျာပင်လယ်ကရေကြီးတွေအပင်တွေကနည်းနည်းအောက်ဆီဂျင်ကိုထုတ်လုပ်ပေးပြီးကြံတဲ့အားလုံးများသောအားဖြင့်ပင်လယ်ကထုတ်လုပ်တဲ့အောက်ဆီဂျင်တွေဟာဖိုတိုဂျင်နစစ်လုံနိုင်တဲ့အသေးစိတ်ဇီဝရုပ်များကထုတ်လုပ်ပေးနေတာဖြစ်ပါတယ်ပင်လယ်ဟာအလုံးနှမျိုးရှိပါတယ် ်နေရဲ့အလင်းရောင်ကိုစုပ်ယူရင်နောက်ပြီးတော့တကဘာလုံးကိုဖြန့်ချိပေးပါရခင်ဗျာပင်လယ်မရှိရင်ကဘာရဲ့အလဲ equator မှာမိတွေလောင်ကျွမ်းပြီးကဘာရဲ့ဖုံးမှာကြတော့ energy မရှိတော့အလွန် AAP အသက်အောင်ရှင်တန်နိုင်မှာမဟုတ်ပါဘူး င်းလေရေပူတွေကအေးတဲ့နေရာကိုသွားပြီးအေးတဲ့အရေတွေကျတော့ပူတဲ့နေရာ equator ကိုလည်ပတ်သွားလာပေးနေပါတယ်ကျွန်တော်ရဲ့ကဘာဟာ goldilocks zone လို့ခေါ်တဲ့တိတ်မပူတိတ်မအေးတဲ့နေရာမှာရှိတယ်လေကျွန်တော်တို့ရဲ့စစ်ကြဝဠာအဖွဲ့စည်းတဲ့ဟာ Joe Mars ပုံမှန်လေတိတ်ပက်မိညာရှင်တွေကဂျိုရဲ့မြေအောက်မှာရေရှိတယ်လို့ပြောကြတယ်ခင်ဗျာရေရှိရင်အသက်ဆိုတာလည်းရှိနိုင်လိမ့်မယ်ဗျလူအများရဲ့ယုံကြည်ချက်က Joe Mars ဟာအရင်တုန်းကဆိုရင်ကဘာလိုမျိုးပဲပင်လယ်တွေရှိတယ် ်လွမ်းရှုံထားတဲ့တန်းငွေတွေ ရှိတယ်။ဒါပေမဲ့အရန်ကြီးမားလွတ်နဲ့မတော်တဆဒါမှမဟုတ်နျူကလ িয়ার စစ်ပွဲဖြစ်ခဲ့တယ်လို့ထင်ကြပါတယ်။အခြားဂျိုကဂျိုသားတွေနဲ့စစ်ပွဲတွေဖြစ်ပြီးရှုံးသွားတာလို့ပြောကြပါတယ်။အဲကြောင့်မလို့သူတို့တွေကကဘာပေါ်မှာရှိတဲ့အသက်တွေဟာမာဂျိုကနေလာတာလို့ယုံကြည်ကြပါတယ်ခင်ဗျာ။ဒါပေမဲ့အဲ့ဒါကလူတို့ရဲ့ theory ပေါ့နော်။နံပါတ်9 ရိတ်သက်တို့ဒိုသားတွေတကယ်ချစ်တယ်ဆိုတာယုံကြည်ကြလာဗျချစ်မချစ်ဆိုတာကတော့ခုတည်းပဲဒုမမသိသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တင်ဆက်မဲ့ဒီအရာသမျိုးကိုအားလုံးစိတ်ဝင်စားမယ်လို့ထင်ပါတယ်ဗျပင်လယ်အောက်မှာချက်ဖွဲတွေ့ချီထားတာတွေကတော်တော်များလွန်းပါတယ်ဥပမာဆိုရင်ချစ်ဟောင်းမျိုးတော်တွေလင်းပြတ်ကြတာတွေတင်ဖို့ပြတ်ကြတာတွေတမိုင်းမှာနင်းမြောက်သွားတဲ့အသွန်ဆောင်ပစ္စည်းတွေကအင်တာများပြားလာပါတယ်ဗျဒါပေမဲ့ပီတာလမ်ဘတ်ကဦးဆောင်ပြီးသူရဖွဲ့ Ocean Exchange နဲ့2017မှာမတိနားမလဲတဲ့အရာဝတ္ထုတစ်ခုကိုတွေ့ရှိထားခဲ့တယ်ဗျ။ ူတို့ကရေအောက်ချဖွဲ့ရေကရိယာနဲ့တုံးပြီးဗလန်တစ်စီမှာတွေ့ရှိထားပါတယ်ဗျအဲ့ဒီထူးခြားတဲ့အရာဝတ္ထုကပြည်လဲရေမျက်နှာပြင်ရဲ့အောက်ဘက်60မီတာမှာတွေ့ရှိထားတာပါအဲ့ဒီအဝိုင်းအရာဝတ္ထုက67မီတာကျယ်ပြီး7မီတာလောက်ချည်တယ်ဗျသူတို့တွေအဲ့အဝိုင်းအရာဝတ္ထုနာမရောက်ခင်မှာသူတို့အုံပြုတဲ့လျှက်စစ်ပစ္စည်းမှန်းများရက်တန်းကုန်ကြတယ်ဗျမိသားနေရာလောက်ပြန်ဆုတ်တဲ့အခါမှာလျှက်စစ်ပစ္စည်းတွေပြန်အုံပြုလို့ရတယ်ဗျသူတို့တွေအမင်းမျိုးဝေဖန်ကြတယ် တချို့ဆိုမော်လို့ယူဆကြတယ်ဗျတချို့ကျတော့ UFO ကတူတူလို့ထင်ကြတယ်ကျွန်တော်ထင်ကတော့အဲ့ဒါကမော်လုံးဝမဖြစ်နိုင်ဘူးဗျပီတာလမ်ဘတ်ဖွဲကအဲ့ဒီရဝတ္ထုကိုနမူနာနည်းနည်းယူဆောင်လာပြီးဘူမိပေဒပညာရှင်ကိုလေ့လာဖို့ပေးလိုက်ပါတယ်ဘူမိပေဒပညာရှင်လေ့လာကြည့်လိုက်တော့မျိုးပွားလို့မရတဲ့တတ်တူမျိုးဖြစ်ခဲ့တယ်လို့သိရပါတယ်ဗျခုဒီပဲသူမှအဲ့ရဝတ္ထုကိုလေ့လာဖို့ငွေကြေးသောပမှုမထည့်ပေးကြတဲ့အတွက်ဝန်နေဆိုအဲ့ရဝတ္ထုကဘာလဲဆိုတာကို ဘယ်သူမှမသိနိုင်သေးဘူးဗျကျွန်တော်အထင် UFO ကဖြစ်နိုင်တယ်ဗျဒါပေမဲ့အမှုကတော့လုံးဝမဖြစ်နိုင်တော့ပါဘူးဗျ number 8လူတွေအနက်ဆိုင်ဆုံးရောက်ဖူးတဲ့နေရာ ပင်လယ်ကိုအနက်ရှိုင်းတဲ့အလင်းရောင်အစစ်ကိုကြည့်ပြီးတုံးထက်အပိုင်းပိုင်းထားပါတယ်ပထမဆုံးထက်ကမီတာနေရာနက်ရှိုင်းပြီး photic ဒါမှမဟုတ် sunlight zone လို့ခေါ်တဲ့ဗျအတိတ်ပေကတော့နေရောင်ရှိအပိုင်းတဲ့ဘာဖြစ်လို့လဲဆိုရင်နေရဲ့အလင်းရောင်ဒီအထိပဲရောက်ရှိနိုင်တယ်လေဒုတိယအပိုင်းက photic zone လို့ခေါ်တယ်မီတာနေရာကနေတထောင်အထိနက်ရှိုင်းပြီး photogenesis လုံးဝမဖြစ်နိုင်တော့ပါဘူး အတိတ်ပဲဟာပြည့်စုံပြနေတောင်အလင်းရောင်လုံးဝမရနိုင်တော့ပါဘူးတတိယပိုင်းကတော့ euphoric ဒါမှမဟုတ် midnight zone လို့ခေါ်ရခင်ဗျတကောင်းရအချိန်အစင်ပေါ့ဒီနေရာမှာဆိုရင်အလင်းရောင်လုံးဝမရှိတော့ပါဘူး ကျွန်တော်တို့ပင်လယ်ကို600ခိုင်နှုန်းပဲရှာဖွေတွေ့ရှိသေးတယ်။ဒါပေမဲ့အနက်ဆိုင်ဆုံးနေရာကျတော့ရောပင်လယ်ရဲ့အနက်ဆိုင်ဆုံးနေရာ Meridian Trench ကိုရောက်ရှိဖူးတဲ့သူကတော့ January 23, 1960မှာ Jacob Picard and Don Walsh က Peter Skiffy 3D လို့ခေါ်တဲ့အကြမ်းခံတင်ပေါ် CP Challenger Deep ရဲ့အောက်ဆုံးထိ9နာရီနီးပါးအတွင်း1926မီတာရောက်ရှိခဲ့ပါတယ်။ အဲ့ဒါဘယ်လောက်ရှိလဲဆိုရင်တငယ်ချင်းတို့လင်းပြန်ရဲ့ပတင်းပေါက်အောက်ကိုချောင်းကြည့်ဘူးလားခင်ဗျတိန်တို့ရဲ့ပေါ်အားလုံးပူစီမြောက်တော့အရန်ကိုကြောက်ရကောင်းပါတယ်1926မီတာအဲ့လောက်မြင့်ပါတယ်ခင်ဗျပင်လယ်ထဲမှာဆိုတော့အန်တရဲ့ပူရှိတာဟော ဲ့လောက်နှက်ဆိုင်တဲ့နေရာမှာဆိုရင် အရန်ကို ပြင်းထန်ကြီးမာတဲ့ရေရဲ့ဖိအားတတိထားရမှာဖြစ်ပါတယ်12000မီတာအနက်မှာဆိုရင်ဖိအား8000 per square inch ရှိတယ်ခင်ဗျချင်းချင်းပြောရမယ်ဆိုရင်ကျွန်တော်တို့နေနေရဲ့အခုကဘာပေါ်ထန်အောဖို့ရကောင်းလောက်အောင်အစတထောင်ကြီးများအောင်ဖိအားပို့များရဲ့ဗျဘလောက်ကြောက်စရာကောင်းလဲနောက်ထပ် example ပေးရမယ်ဆိုရင် အဲ့ဒီ pressure ဟာလေးရင်ပြန် jump jet အစီ90ကျွန်တော်တို့ကိုအားလုံးတစ်ခါတည်းဖိလိုက်တလို့မျိုးခံစားရမှာဖြစ်ပါတယ်ခံစားနိုင်သေးရင်ပေါ့နော်အဲ့လောက်ကြောက်စရာကောင်းပြီးအန္တရာယ်များတဲ့ဟာကို Jacob Pocket and Don Wash ကလေးစားစရာကောင်းတော့အောင်မီတာပေါင်း1916အထိ ရောက်ရှိနိုင်ခဲ့တယ်လေ။ဒါပေမဲ့အဲ့လောက်ဖိအားပြင်းလို့နဲ့ရိုင်းဆိုင်မောင်းမဲတဲ့ပင်လယ်အနက်ဆုံးဆိုတော့ဘာပဲဖြစ်ဖြစ်ခံနိုင်မှာမဟုတ်ပါဘူး။သူတို့ရဲ့အကြမ်းခံတင်ပေါ်လဲမိနစ်20ပြင်ပဒင်းပေါက်ရုတ်တရက်ကွဲအပ်သွားပြီးအပေါ်ပြန်တက်သွားရပါတယ်ခင်ဗျာ။အဲ့ဒီနောက်ပိုင်းဘဒူးကမှသူတို့တက်ဖို့နဲ့ဆိုင်တဲ့နေရာမရောက်ဘူးတော့ပါဘူးခင်ဗျာ။ ပရိသတ်တို့ပြည်လဲအကြောင်းကိုနည်းနည်းတည်သွားပြီလို့မျှော်လင့်ပါတယ်ကျွန်တော်တို့လုံးနိုင်တဲ့အများကြီးစ조사ထားပါတယ်ဗျာဒီစခေါက်ကတော့အစ်မျိုးပဲလှုပ်ထားခဲ့ပါတယ်တနေ့နဲ့မျိုးကကျွန်တော်တို့အနေနဲ့စိတ်ဝင်စားစရာကောင်းတဲ့အရာချမသွေးလို့ပါဗျာပရိသတ်တို့တည်ထားတဲ့စိတ်ဝင်စားစရာပြည်လဲအကြောင်းတည်ထားရင် comment ကြည့်လိုက်ပါဗျာဒီ video ကိုသဘောကျရင် like share နဲ့ follow လုပ်ထားကြဖို့မမေ့ကြပါနဲ့ကျွန်တော်တို့ဒီဘက်မှာဒီဘက်လောက်တင်ဆက်ပေးမှဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ